ျွန်တော်တို့ဒီနေ့ရောက်ရှိနေတာကတော့အဲတော့ညောင်ရှင်မြို့နယ်ပေါ့ဗျာနော်ညောင်ရှင်မြို့နယ်မှာသတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တီမောင်မောင်ရဲ့စိုက်မုတ်ဖွယ်ဖွယ်ခန္ဓာဖြစ်ပါတယ်ဒီခန္ဓာကမင်းကလည်းဒီသတိပုဂ္ဂလဒေါက်တီမောင်မောင်အနေနဲ့ကဣဇာယဘက်မှာသူစိုက်မုတ်ထောက်ပွဲလုပ်တယ်ပေါ့ဗျာဒီမှာတော့ဖွယ်ဖွယ်ခန္ဓာနဲ့ဆောင်ရွက်တာမျိုးသေးရတယ်ဒေါက်တီမောင်မောင်ကဒီရှမ်းပြည်နယ်လွတ်တော်တောင်ကြီးမြို့နယ်မဲဆန္ဒနယ်အတွက်တတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ် ့သူကတော့ဒီကာလာအတွင်းမှာတော်တော်လေးကိုတက်တက်ကြွကြွနဲ့ဆောင်ရွက်နေတာကိုတွေ့ရပါတယ်ပေါ့ဗျာအဲဒီကနေ့ညောင်ရှင်မျိုးဒီတိုက်ပွဲပွဲခမ်းနားမှာဆိုရင်လဲတောင်ကြီးအေးတရားညောင်ရှင် အဲဒေသခံပြည်သူတွေကတတိပုဂ္ဂလလွတ်တော်ကိုယ်စားလောင်းကိုလာရောက်အားပေးကြတာမျိုးတွေ့ရပါတယ်။အဲဒါကတော့အလာမဲ့ဒီဇင်ဘာလ20ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ရေကောက်ပွဲကြီးအတွက်အလွတ်တော်ကိုယ်စားလောင်းတွေကပြင်ဆင်ဆောင်ရွက်နေတဲ့အနေအထားဖြစ်ပါတယ်။တခြားသောပါတီပွဲကြီးတွေလည်းအလားတူပဲလှုံ့ဆော်နေကြတာမျိုးရှိမယ်။ဒါတတိပုဂ္ဂလလွတ်တော်ကိုယ်စားလောင်းတယောက်အနေနဲ့လည်းအကျုံးမတက်လှုံ့ဆော်နေရတာကိုတွေ့ရတဲ့ပြင်ပွဲဖြစ်ပါတယ်။ဒါအားလုံးကိုကျေးဇူးတင်ပါတယ်။ဟုတ်ဒီတိုင်းပဲတော့ဒီလိုပဲလက်ကြည့်ရပါမယ်နော်။ဟုတ်ကဲ့။ဟုတ်ကဲ့။ Happy New Year. ာရှင်မိဘပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ကျွန်မဒေါက်တာမမမောင်ဟာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရတော့ပေါ့နော်ကျွန်မရဲ့ဒီရွှေညောင်မြို့လေးမှာပေါ့နော်ကျွန်မကျွန်မအခုနေထိုင်နေတဲ့နေရဖြစ်တဲ့ရွှေညောင်မြို့လေးမှာကျွန်မရဲ့အောင်နိုင်ရေးဆိုင်ပုတ်ထွန်းတူခြင်းအခမ်းအနားလေးပြုလုပ်တဲ့ပွဲလေးကိုအခုလိုမျိုးလာရောက်ပြီးတော့စီစီကကလေးဖြစ်သွားအောင်ကြောက်ရောက်ပြီးကိုယ့်ရဲ့ဆန္ဒလျောက်ကြောက်ရောက်ချင်းမြင့်ကြတဲ့ ဒီရမီရဖာအပေါင်းမိဘပြည်သူအပေါင်းမဲဆန္ဒရှင်ပြည်သူအပေါင်းကိုအများကြီးကျေးဇူးတင်ရှိရလို့ဥစ္စာပထမနဲ့နှုတ်ခွန်းဆက်တာရှင်ပါတယ်တော့เนาะကျမကတော့ဒီအခုကျမရဲ့လုပ်ငန်းဆောင်တာအနေနဲ့ကတော့ကျမရဲ့လုပ်ငန်းက တရားလွတ်တော်ရှင်းနေတဲ့ဦးဖြစ်ပါတယ်တရားလွတ်တော်ရှင်းနေတဲ့ဦးဖြစ်တာဖြစ်သွားနေပါတော့ကျွန်မဥရေပိုင်းကိုတော့များစွာတင်ကြွယ်စွာလှုပ်ဆောင်နေတယ်ဒီနိုင်ငံရေးနယ်ပယ်မှာတော့ကျွန်မအများကြီးကိုအလံဝေးလာပါတယ်အဲ့တော့နိုင်ငံရေးနယ်ပယ်နဲ့အလံဝေးတဲ့ကျွန်မကတော့အခုဒီနိုင်ငံရေးလောကထဲကိုကျွန်မစတင်ခြေလှမ်းဝင်လာတဲ့အကြောင်းရင်းအရပေါ့နော်ဒီအခုကျွန်မတို့ဒီလက်ရှိဖြစ်ပျက်နေတဲ့ခေတ်ကာလနဲ့ပေါ့လူငယ်တွေမှာလိုအပ်နေတဲ့အကြောင်းအရာတွေနောက်ပြီးတော့အခုလက်ရှိအာနိုင်ငံတော်မှာကျမရဲ့ဟိုရက်တည်မှုပေါ့နော်ကျမရက်တည်မှုနဲ့မှာဒီကျမတို့ရက်ရွာဒေသလေးမှာပဲကြည့်မယ်ဆိုရင်တော့ လိုအချက်တွေအများကြီးရှိနေတယ်အဲ့ဒီအကြောင်းအရာတွေမှာကျွန်မလုတ်ပေးခြင်းတဲ့အပိုင်းလေးတွေရှိတဲ့အခါမှာကျွန်မရဲ့နေရာတနေရာရရှိပြီးတော့ဗောနော်ကျွန်မလုတ်ဆောင်နိုင်မှာမှကျွန်မလက်တွဲခေါ်ဆောင်နိုင်မှာမှရရှိမဲ့အပိုင်းလေးတွေရှိနေတယ်နောက်လူငယ်တွေကဏ္ဍမှာလည်းကျွန်မဖော်ဆောင်မဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီကဏ္ဍတွေမှာဆိုလို့ရှင်လဲကျွန်မလက်တွဲခေါ်ဆောင်မှရမဲ့ကဏ္ဍလေးဥဆောင်ခေါ်ဆောင်မှရနိုင်မဲ့ကဏ္ဍလေးတွေရှိနေတယ်အဲ့ဒီအပိုင်းလေးတွေကြောင့်မလို့ကျွန်မဒီ ဟိုပေါ်ဆောင်ခြင်းလို့ပေါ့နော်ဒီလိုမျိုးရွေးကောက်ပွဲကိုဝင်ရောက်ရှင်ရန်ခဲ့ခြင်းဖြစ်ပါတယ်။နောက်တော့ကျမအနေနဲ့ပေါ့ကျမခိုင်ခိုင်မာမာကျမသာဒီကိုလွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ခဲ့ရင်ကျမခိုင်ခိုင်မာမာကျမအာမခံနိုင်တာတစ်ချက်ကတော့ကျမကဒီခုဆိုရင်ကျမဥပဒေနဲ့ပဲတဲ့မှာစင်လယ်နေတဲ့သူတယောက်ဖြစ်တယ်။ကျမအခိုင်အမာဆုံးကျမအာမခံချက်ပေးနိုင်တာကဥပဒေနဲ့ပြည်သူတွေကိုကဲ့တင်သွားမယ်။ကျမဥပဒေနဲ့ပြည်သူတွေကိုလက်တွဲခေါ်ဆောင်သွားမယ်။ဥပဒေနဲ့ဥပဒေမဲ့ဖြစ်နေတဲ့နေရာတွေမှာဥပဒေစိုးမိုးမှုရှိအောင်ကျမ ်အတွက်ခေါဆောင်ဆောက်ရသွားပါမယ်တရားမှုတွေဖြစ်နေတဲ့နေရာတွေနောက်ပြီးတော့မတရားခစားနေရတဲ့နေရာတွေမှာပေါ့နော်ကျွန်မအားလုံးကိုတင့်တင့်ချောက်ပတ်အောင်ကျွန်မဆောက်ရသွားပါမယ်ဆိုပြီးကျွန်မဂရိပေးလိုက်ပါတယ်နောက်တစ်ခုကရွှေညောင်မြို့ကြီးအတွက်ပေါ့ဒါကျွန်မရွှေညောင်မြို့ရောက်နေတာကိုရွှေညောင်မြို့ကြီးမှာဆိုလို့ရှိရင်အခုလက်ရှိမှာပေါ့နော်ကျွန်တော်တို့အရေးပေါ့ဆောင်ရွက်ရမယ့်ကဏ္ဍမှာဆိုလို့ရှိရင်ရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်ပေါ့နော်အဲဒီရေရှိရေရှမ်းမှုပြဿနာလေးတွေပေါ့ဒါကျွန်တော်တို့လက်ရှိမှာလှုပ်ဆောင်ရမယ့်ကဏ္ဍလေးတွေဆိုရင်လည်းကျွန်မဟို လှုပ်ဆောင်သွားပါမယ်။အားလုံးရမီရဖားတွေနဲ့ကျွန်မတိုင်မရမယ်။ကျွန်တော်တို့မြေပြင်အနေထားနဲ့အချက်ချက်ပိုင်းလေးနဲ့ကွာဟနေတဲ့အနေထားလေးတွေမှာကျွန်တော်တို့ဒီတတိပုဂ္ဂလကိုယ်စလဲလောင်းတယောက်အနေနဲ့လွတ်တော်တွေကိုကျွန်မတိုက်ရိုက်တင်ပြပြီးတော့မှဒီရမီရဖားတွေရဲ့ဆန္ဒနဲ့ကျွန်မချက်တဲ့ကိုင်းညီစွာဘလို့မြေပြင်အနေထားတွေအချို့ကြ ြုလုပ်မယ်ဆိုတဲ့အရာတွေကိုကျွန်မကြိုက်နေပြီးတော့ကျွန်မဆောင်ရွက်သွားပါမယ်ကျွန်မတို့တော်လည်းတင်ပြဆွေးနွေးပေးသွားပါမယ်တခြားလိုအပ်ချက်တွေရှိခဲ့ရင်လည်းကျွန်မပြည်သူတွေထဲကိုထထဲဝင်ဝင်သွားပြီးတော့မှကျွန်မဆန္ဒပြည်သူတွေရဲ့ဆန္ဒကိုကျွန်မတေချာစီစစ်ကောက်ယူပြီးတော့မှတို့တော်လည်းကိုကျွန်မအဆိုပြုတင်တင်သွားပါမယ်ကျွန်မနောက်ဆုံးအနေနဲ့ညီကောင်းချုပ်ပြောချင်တာကတော့ကျွန်မမဲဆန္ဒရှင်ပြည်သူပေါင်းကိုကျွန်မအကုန်လုံးပြောကြားချင်ပါတယ်အားလုံးကပေါ့နော်မိမိကိုယ်ကိုချစ်တယ်ဆိုရင်တိုင်းပြည်နဲ့လူမျိုးကိုချစ်ပေးပါတိုင်းပြည်နဲ့လူမျိုးမှာ အရေးကြုံလာတယ်ဆိုလို့ရှိရင်ပေါ့နော်မိမိကတိုင်းပြည်နဲ့လူမျိုးအတွက်ရက်တည်တဲ့သူဖြစ်ရပါမယ်ကျမကလည်းအဲ့ဒီရဲ့ရွေချက်နဲ့ပဲအခုအခုလိုအချိန်မှာပေါ့နော်ကျမတိုင်းပြည်နဲ့လူမျိုးအတွက်ဒီအားလုံးပြည်သူပြည်သားရဲ့အတွက်ရည်ရွယ်ပြီးတော့ကျမကဒီအခုလိုမျိုးကိုယ်စားလှယ်နေရဝင်ရောက်ရှင်းပြနေတာဖြစ်ပါတယ်အဲ့ဒီတော့ပြည်သူပြည်သားရဲ့အနေနဲ့လည်းကျမကိုနှစ်သက်တယ်ဆိုလို့ရှိရင်ကျမမငွာရတယ်ကျမကိုနှစ်သက်ရင်ကျမကိုမဲပေးပါတခြား